ျွန်တော်နှစ်ဦးတော့ကတော့ပြောခဲ့ဘူးပါတယ်။ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေလည်းမေ့ရောပေါ့နော်။တို့ဒီကိုထိတ်ဗရိတ်ကိုနော်တုံညာခါနဲ့ဗရိတ်ကိုအဲ့ဒီကိုထိတ်ဗရိတ်ကိုကနေနှစ်နှစ်ကျော်လိုက်ရင်ကျွန်တော်ဒီတုံညာ၄၃ဆိုတဲ့ကဏ္ဍကတော့အော်တိုအဲ့ဒီနှစ်ထဲမှာသူလိုက်ထွက်တယ်နော်။ဒီမှာလဲတုံညာထိတ်သူ့အောက်မှာဗရိတ်တုံညာတုံညာခါနဲ့နော်။ တွန်းနေနှစ်နှစ်ကြော်ရင်အဲ့ဒီထဲမှာ343နော်ဘောအော်တိုလိုက်ထွက်တယ်ပေါ့နော်ဒါဆိုရင်အခုကျွန်တော်တို့တစ်ထိပ်ပရိစ္ဆတ်တ300ခန်းနဲ့သူ့ရဲ့နှစ်နှစ်ကြော်မှာ343ပေါ့ဗျာနော်ဘောအော်တိုလိုက်ထွက်ကမှာဟောအဲ့ဒီအော်တိုလိုက်ထွက်ကမဲကောင်ကချိန်ကြီးဖမ်းထားတယ်ဒီချိန်ကိုကြာလို့ရတယ် လွတ်တုံညာထိတ်ကြိုက်တာတွေသုံးအပိတ်ရှိတာတွေနဲ့နော်စိုက်ကလည်းသူကတုံညာသုံးခွသွားလို့ရတဲ့စိုက်မျိုးလေးတွေ့လို့အဲ့တော့ကျမ်းမာရေကောင်းသွားပြီကောင်းသွားပါပြီကျွန်တော်ကျမ်းမာရေမကောင်းနှစ်ရက်နားလိုက်ရတယ်ခေါင်းတွေတအားထူခေါင်းတွေတအားလေးပြီးတော့ချဲကိုကြည့်မရလူကနေရင်ကိုမူးနေလို့အခုတော့မှညနေညတောင်ကြည့်မရဘူး အယုံနင်းနေစိုက်မြားရင်မျက်ခုံးနေလေးလာခေါင်းနေလေးလာသွေးတိုးသလိုလိုဘာလိုလိုဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူ့ရဲ့နှစ်နှစ်ကျော်မှာ၄၃ညာ၃ဘယ်နေရာမှာထွက်တယ်လဲဆိုတာကျွန်တော်တို့ကြည့်ရအောင်နော်ကျွန်တော်တို့စပြီးတော့ဒီ၄၃ညာ၃ထွက်တော့မယ်ဆိုရင်ချစ်အဘူးနော်ချစ်အဘူးအပိတ်တူအပိတ်နဲ့သူထွက်ထတာရှိတယ်အဲ့ဒီချစ်အဘူးအပိတ်တူအပိတ်လို့ထွက်ပြီးရင်သူ့ရဲ့အောက်မှာထဲစည်းတောင်း၃လုံးကိုသူက၁၁ လို့တက်လို့ပဲရေးလိုက်ငါကိုခွန်တက်4341เนาะသူတက်နဲ့ချက်ရိုက်ပြီးတော့သူ့ရဲ့အောက်မှာနှစ်နောက်ပိတ်လို့ကြအဲ့ဒီနှစ်နောက်ပိတ်ရဲ့အောက်မှာမှာအဲ့ဒီနှစ်ရဲ့ပါဝါဗရိတ်ခွန်ကို343လို့သူထွက်တယ်เนาะအဲ့ဒီနှစ်ရဲ့ပါဝါဗရိတ်ခွန်လို့ထွက်မှာအဲ့ဒီနှစ်ကလည်းအရှိနှစ်နှစ်ကျော်မှာ68နှလုံးကိုသူကခွန်လို့သူရိုက်ထားတယ် အဲဒီနှလုံးခွန်ခွန်ပါဝါနှစ်အပိတ်ကိုနှစ်ပြည့်ပါဝါဗရိတ်ခွန်လို့ထွက်တော့တုံညာ၄၃လို့သူကထွက်တာပေါ့နော်တခါဒုတိယကတ်မှာလည်းဒီလိုပဲဒီတုံညာထိပ်ဗရိတ်တုံညာလို့ရိုက်တယ်သူရဲ့နည်းနည်းကြော်မှာ340အော်တိုလိုက်ထွက်တယ်နော်အဲဒီ340အော်တိုလိုက်ထွက်တော့သူကလည်း၈00အတိုင်းပဲရှေ့ဘူးပူးတယ်အပိတ်တူအပိတ်လို့သူကစားတယ်အဲရှေ့ဘူးကိုနောက်ပိတ်တူနောက်ပိတ်လို့ကစားပြီးရင်သူ့ရဲ့အောက်မှာ ခုနကထိတ်3လုံး71အပိတ်3လုံး71အခုကျွန်တော်တို့ထိတ်3လုံးကို30เนาะနောက်ပိတ်3လုံးကို36ပြည့်ဆိုတော့လည်း30ပဲเนาะသူက30 30နဲ့ချက်ရိုက်ထားပြီးတော့မှသူ့ရဲ့အောက်မှာနှစ်နောက်ပိတ်လို့ကြာတယ်အဲ့ဒီနှစ်နောက်ပိတ်ရဲ့အောက်မှာဗရိတ်ခွန်เนาะနှစ်နောက်ပိတ်အောက်မှာဗရိတ်ခွန်ကတခြားကဏ္ဍမဟုတ်ဘူး၄၃ညာ၃ဦးထွက်တယ် အတူထွက်ဖို့ကဒီနှစ်ဒီလေနှစ်နှစ်ကျော်မှာကိုထိတ်ရှစ်ထိတ်နှလုံးခွန်လို့လူရိုက်ပြီးမှခွန်ပါวะနှစ်နောက်ပိတ်တာနှစ်ရဲ့ပါวะဘရိတ်ခွန်လို့ပြန်ကစားတာပေါ့နော်အဲ့လိုတွေးတယ်ဒါဆိုရင်အခုဒီတရမှာကျွန်တော်တို့တစ်ထိတ်နဲ့ဘရိတ်71လို့ထွက်တယ်ထွက်တော့အဲ့ဒီ71လို့ထွက်လိုက်တဲ့နှစ်နှစ်ကျော်မှာ343ကျွန်တော်တို့ကစားခြင်းတာ တော့ကစားကျင်နေဆိုတော့အဲ့3ည4 3ဒီအဲ့ဒီနှစ်ထဲမှာရှေ့ဘူးလို့ထွက်ကြတယ်ထိတ်အပိတ်တူအပိတ်လို့သူထွက်ကြတယ်အဲ့တော့ရှေ့ဘူးထွက်ပြီးအပိတ်တူအပိတ်လို့ထွက်ပြီးသူ့ရဲ့အောက်မှာကျွန်တော်တို့17ပြီးပြီး10ပြီးပြီးအခုတခါထိတ်3လုံးကသူက6လို့ရိုက်တယ်နော်နောက်ပိတ်3လုံးကိုလည်း6လို့ပဲသူရိုက်တယ်အထိတ်3လုံးကိုအပိတ်3လုံး6လို့ရိုက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာနှစ်နောက်ပိတ်လို့ထည့်မယ်အဲ့ဒီနှစ်ဒီ6 8 ထိတ်စီးနှလုံးပေါင်းခွန်လို့ဖြစ်ပြီးတော့အဲ့ဒီခွန်ရဲ့ပါဝါကိုနှစ်ပိတ်တယ်နှစ်ရဲ့ပါဝါသူ့ရဲ့အောက်မှာဗရိတ်ခွန်3934 3943เนาะဒါအထူကကျွန်တော်ကတော့ဒီလိုပဲကြိုက်တယ်3ညထိတ်ကျွန်တော်ပြပြီးသားเนาะ3နောက်ပိတ်ပြီးနည်းနည်းပြပေးမယ်เนาะနည်းနည်းပဲပြပေးမယ်အဲ့အဲ့ဒီမှာကျွန်တော်တို့သူစတည်ခဲ့တဲ့ကိုးထိတ်ဗရိတ်ကိုသူက3 3ညအတွဲလိုက်နေသူတည် နော်တနှစ်ကျော်မှအဲ့ဒီသုံးသုံးညအခွားတွေသူပြန်ကစားတယ်နော်ကစားတော့သူကသုံးသုံးညအခွားနဲ့ဗရိတ်တည်နော်ကိုထိတ်ဗရိတ်ကိုလို့ရိုက်တယ်တပွဲကျော်မှသုံးသုံးညအခွားနဲ့ဗရိတ်ဆက်တည်လို့ရိုက်တယ်ဒီသုံးညသည်သုံးညဗရိတ်လို့ကစားတော့လေသူကသုံးညသုံးအတွဲလိုက်နေပဲကစားတယ်ဒီသုံးညသုံးအတွဲသည်တနှစ်ကျော်မှသုံးညသုံးအခွားနဲ့ဗရိတ်30လို့သူကစားတယ်နော် အဲ့ဒီမှာတစ်ထိပ်ပြိဆက်တစ်ကိုလေ3ည3အတွဲလိုက်နေပဲသူကစားတယ်ဒီ3ည3ဒီတစ်နှစ်ကျော်မှာ3ည3အခွားနေပဲသူကစားတယ်ကျွန်တော်အဲ့ဒီ3ည3တွေကိုအဲ့ဒီ3ည3တွေကိုကျွန်တော်တို့ဒီဘက်မှာ3ည3 4လို့လာထွက်တဲ့အချိန်မှာ3ည3ရှိတွဲเนาะကစားမယ်နောက်တစ်ခုကဒီ3ည3တွေ3ည3တွေကဒီဘက်နှစ်မှာ3ည3နောက်တွဲကစားမယ် ဒါဆိုရင်ဒီမှာ393ဒီမှာ393ဒီ393နေသည်နောက်နှစ်မှာကျွန်တော်393အခွာလို့ကျွန်တော်ကစားခြင်းအလှည့်နဲ့ကစားကြည့်ခြင်းနော်အဲ့တော့တခုရှိတာတော့ဒီ393သည်ဒီမှာ393လို့ရှိတွဲထည့်တယ်တခါဒီနောက်တွဲ393သည်ဒီမှာနောက်တွဲ393လို့ထည့်တယ်လားနော်ဥပမာရှိတွဲဒီမှာနောက်တွဲနောက်တွဲလို့ထည့် ဒါဆိုရင်ဒီမှာရှေ့တွဲဖြစ်နေလို့ဒီမှာရှေ့တွဲနဲ့ထွက်မလာเนาะဒါမျိုးလေးလည်းကျွန်တော်တို့ထည့်ကြည့်အောင်เนาะ3.3လို့လည်းဒီလို3.3လေးပေါ့เนาะ3.3လေးလို့လည်းဒါထည့်လို့ရတယ်เนาะအဲ့တော့ तू ကအဲ့ဒီမှာဖြစ်စင်နေရဘာတွေရှိသေးလဲဆိုတော့ကျွန်တော်တို့ဒီဗရိတ်ဆက်3เนาะဗရိတ်ဆက်3သူ့ဆောင်မှာပေါ့တက်ခါဒီဘက်မှာကြာတော့ဗရိတ်ဆက်1เนาะဒါသူ့ရဲ့ဆောင်မှာအခုကျွန်တော်တို့ဒီဗရိတ်ဆက်1ရဲ့ဆောင်မှာ အဲ့ဒီ3 3 4ထွက်ဖို့ကသူ့ဘေးမှာ3ထိပ်3အပိတ်3ဆိုတဲ့เนาะ3ထိပ်နဲ့3အပိတ်အဲ့ဒီ3 3ကိုဒီနေရာမှာ3 3အတွဲလိုက်ထွက်တယ်တခါဒီမှာ3ထိပ်စီ3တော့ပိတ်ကသူ့ဘေးမှာ3 3အတွဲလိုက်ပေါ့เนาะ3 4 3ထွက်တယ်ဒါဆိုရင်ဒီကတ်မှာကျွန်တော်တို့ဒီ3နဲ့3 3ထိပ်စီ3တော့ပိတ်ကိုသူ့ဘေးမှာကျွန်တော်က3 3အတွဲလိုက်ကစားခြင်းတာเนาะအဲ့တော့သူအဲ့ဒီ3 3တွေကနှစ်ဦးမှာတည်းက ကိုထိတ်ဗရိတ်ကိုလို့ရိုက်တော့လေတုံညာ3နဲ့ရိုက်တယ်ဒီနေ့ကြောင့်မှတုံညာ3ပြန်ခွာတယ်အဲ့တုံညာ3သူ့ရဲ့နောက်နှစ်မှာတုံညာ3အတွဲစီတုံညာထိတ်စီ3နောက်ပိတ်ပြီးမှတုံညာ3အတွဲလိုက်ကစားနိုင်တယ်နော်ဒါလေးတစ်ချက်ကျွန်တော်သတိထားမိအဲ့တော့ဒီမှာတုံညာထိတ်ဗရိတ်တုံညာကိုတုံညာ3အတွဲလိုက်နေဒီနေ့ကြောင့်မှတုံညာ3ခွာတယ်အဲ့ဒီတုံညာ3ဒီသူ့ရဲ့နောက်နှစ်မှာတုံညာ3အတွဲလိုက်ကိုတုံညာထိတ်3နောက်ပိတ်ပြီးမှတုံညာ3အတွဲလိုက်နေကျွန်တော်ကစားခြင်းတယ် ပေါက်တင်နေอยู่တည်းဟုတ်ကဲ့အဲ့တော့အခုကျွန်တော်တို့ဒီ3ည3အတွဲဒီ3ည3ခွာပြီသူ့ရဲ့နောက်နှစ်မှာကျွန်တော်ဟာဒီနှစ်နောက်ပိတ်အောင်မှာ3ည3အခွနဲ့ကစားခြင်းနဲ့เนาะရှေ့တွဲနောက်တွဲအခွနဲ့ကျွန်တော်ကစားခြင်းနဲ့ဒီ3ည8 3နောက်ပိတ်ပြီးမှာ3ည3အတွဲတွဲကစားခြင်းနဲ့เนาะအဲ့တော့ဗရိတ်ခွန်နာတွေမခွန်နာတွေဘာတွေမသိဘူးသူကတော့3ည4 3ကအော်တိုကိုဒါလိုက်ထည့်တာเนาะ3ည4 3အော်တိုတွေလိုက်ထည့်တာ ဲ့ဒီ site မှာကျွန်တော်အကြိုက်ဆုံးက343မဟုတ်ခဲ့ရင်တော့33အခွတခွကျွန်တော်ကစားချင်တာပဲเนาะအဲ့တော့363ရှိတယ်323ရှိတယ်353ရှိတယ်ဘာလို့တော့ဒီနေရာမှာကျွန်တော်တို့တစ်နှစ်ကျော်ကနန်းတို့မိနစ်ကကနန်းတို့ကျွန်တော်တို့ကစားပြခဲ့တဲ့ကစားကွက်တွေရှိတယ်နှမျိုးလုံးစုံရိုက်ရင်အဲ့ဒါ930 930ဒီမှာရိုက်သွားလို့ရတယ်เนาะတစ်နှစ်ကျော်ကနန်း930လည်းရတယ်မိနစ်ကကနန်း930လည်းရတယ်ဘာလို့ပြောတော့ဆိုတော့ဒီနေရာမှာကျွန်တော်တို့411ဆောင်းတက်ပေါက်တယ်411ဒီလိုမျိုးသုံးကွက်ကစားရတာရှိတယ် အခုလဲကျွန်တော်တို့ဒီမှာ930 930ဆောင်းတက်ပေါ့သူ့ဘေးရင်ဆိုင်မှာ930ပဲပြန်ပေါက်မယ်ဆိုရင်ဒါပေါက်သွားလို့ရတယ်နော်နောက်တုံညာထဲဝင်ရင်ငါးခါဝင်ရမယ့် line တွေလည်းရှိတယ်ပေါင်းချင်း3လို့ဒီမျိုးစဉ်းစားအောင်ဟုတ်ကဲ့ဦးနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ3တုံညာခွာမခွာတော့မသိဘူးပေါ့လေနော်ကျွန်တော်ကအဲ့မှာ3တုံညာ6ဆိုတဲ့ခဏလေးလဲမစိုးဘူးနော်နောက်ဒီ3တုံညာ2ဆိုတဲ့ခဏနေဒါမျိုးတွေထည့်လို့ရတယ်အဲ့တော့ကျွန်တော်က သူကစားကန်နီးကိုသူကဒီထိုက်စည်းဆောင်သုံးလုံးသုံးနော်သူ့ဘေးမှာ၃ညာ၃ဘေးမှာမှာထွက်တယ်ဒီမှာထိုက်စည်းဆောင်သုံးလုံးက၄လို့ဖြစ်တာဟိုသူ့ဘေးမှာ၃ညာ၃တန်းပြီးထွက်တာအခုဒီမှာထိုက်စည်းဆောင်သုံးလုံးကသူက၅လို့ရိုက်သူ့ဘေးမှာ၃ညာ၃နောက်ပဲသူ့ဘေးမှာ၃ညာ၄၃ဆိုတဲ့ကနေထွက်သွားနော်အဲ့အဲ့တုံညာ၃နောက်ပိတ်ကိုကျွန်တော်ကဘယ်လိုထည့်တော့ဆိုတော့ဒီ line နဲ့လေကျွန်တော်ကတိုက်တယ် ဒီ line ကတော့3နောက်ပိတ်ကဒီဒီပွဲတည်းမဟုတ်ဘူး2ပွဲစာကိုသူကကစားချင်တာပေါ့လေနော်အဲ့ဒီ3 5 2လို့ဇောင်းထိုးလိုက်တာနဲ့သူ့အောက်မှာ1ပိတ်နှလုံးထောင်နော်တခါဒီမှာ3 5 2ဇောင်းထိုးတယ်သူ့အောက်မှာ1ပိတ်နှလုံးထောင်နော်ဆိုတော့ဒီမှာ1ပိတ်နှလုံးထောင်ဒီမှာ1ပိတ်နှလုံးထောင်ကဲဟုတ်ပြီဒါဆိုရင်ဒီမှာ3 5 2ဇောင်းထိုးပြီဒီနေရာ3ပိတ်နှလုံးထောင်မလားနော်အဲ့ထောင်မဲ့ဆိုရင်သူကဒီ3 5 2ဇောင်းထိုးပြီးရတယ်61အတွဲ့ 60နှစ်အတွဲဒီနေရာမှာ63တွဲလို့ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီကဏ္ဍမျိုး363ဆိုတဲ့ကဏ္ဍမျိုးထည့်သွားလို့ရတယ်เนาะ353ဆိုတဲ့ကဏ္ဍမျိုးထည့်သွားလို့ရတယ်323ဆိုတဲ့ကဏ္ဍမျိုးထည့်သွားလို့ရတယ်เนาะဒီကောင်က9ပြိတ်နဲ့ကျွန်တော်ဖမ်းတာအဲကျွန်တော်မိတ်ဆွေကြိုက်ရင်ကြိုက်တယ်လို့တွေးပြီးကစားပါကျွန်တော်တော့303တွဲကစားမလားเนาะအခုကျွန်တော်ဆရာမှန်းတယ်လို့နှလုံးပေါင်း3ကစားမလားဒါတွေလည်းစဉ်းစားရမှာပေါ့เนาะ ဲ့သူကဘယ်လိုကစားမယ်တော့မသိဘူးကျွန်တော်ကအဲ့ဒီမှာ၃ကိုနည်းနည်းစိတ်ဝင်စားတယ်ဘာလို့၃နှစ်အတွဲလို့ပြောတော့ဆိုတော့ဒီ site ဒီကြတော့ तू က၃နှစ်အတွဲကစားခိုင်းတာမလေးဒီ site တွေက၃နှစ်အတွဲကစားခိုင်းတာဟုတ်เนาะဒါကချိန်ကြီးခိုက်ပဲဒါကျွန်တော်တို့ဒီနှလုံးခွန်ခွန်နောက်ပိတ်ခွန်ပါဝါနှစ်ပိတ်သူ့ရဲ့အောက်မှာ၃နောက်ပိတ်က၃နောက်ပိတ်နှစ်၃ကိုသူက43အတွဲလား6 4 3လားလို့သူကဒီလိုမျိုးတွေထွက်တယ် ရနေအကြိမ်ကြိုက်ပဲเนาะကျွန်တော်တို့6ပါဝါတက်လို့ရိုက်တယ်ဒီနှလုံးခွန်ခွန်နောက်ပိတ်ခွန်ပါဝါနှစ်နောက်ပိတ်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာဒီ3ဝါ3ပိတ်တယ်လား33အတွဲလား633လားအများကြီးယူလို့ရเนาะအခုဒီမှာ16ပါဝါရိုက်ပြီဒီနှလုံးခွန်ကိုခွန်နောက်ပိတ်တယ်ခွန်ပါဝါနှစ်အပိတ်တယ်သူ့ရဲ့အောက်မှာဟာ3နောက်ပိတ်က3နောက်ပိတ်ရိုက်မလားအဲ့တော့ချေရတိုင်းသာထည့်မယ်ဆိုရင် तू ကတော့623လို့ထည့်ခိုင်းတာပေါ့လေเนาะကျွန်တော်တို့ကအဲ့လောက်ကြီးတော့မယူတော့ဘူး3တလုံးပဲကျွန်တော်ကယူတယ်အဲ့တော့အဲ့ဒီ3ကိုအခုကျွန်တော်ပြောသွားတယ် သုံးကားနဲ့ဇောင်းထိုးတယ်သူ့အောက်မှာတစ်ပိတ်နှလုံးထောင်းတခါသုံးကားနဲ့ဇောင်းထိုးတယ်သူ့အောက်မှာနှစ်ပိတ်နှလုံးထောင်းမယ်ပေါ့ဗျာကဲအဲ့တော့ဒီမှာသုံးကားနဲ့ဇောင်းထိုးတာသုံးကားသူ့အောက်မှာသုံးပိတ်နှလုံးထောင်းမယ်ဆိုဒီပွဲမှာသုံးနောက်ပိတ်ကြူထည့်ရမှာပဲနော်အဲ့လိုထည့်မယ်ဆိုရင်ကျွန်တော်အဲ့ဒါကိုတွေးလိုက်တော့ကျွန်တော်ဒီ site နဲ့ကသူကအကုန်စုံပြီနော် ီနှလုံးခွန်တာခွန်ပါဝါနှစ်ပိတ်တာเนาะအထောင်သုံးလုံး၁၁အထောင်သုံးလုံး၁၁ရိုက်တာရှေ့ဘူးကိုပိတ်တူပိတ်နေရိုက်တာရိုက်ပြီးမှသူ့ရဲ့အောက်မှာဒီနှစ်ပိတ်ကြောင့်နှစ်ပါဝါဗရိတ်ခွန်ကို၃ညာ၄၃ထွက်တော့သူကအခုဒီနေရာက၃ညာ၃เนาะဒီလိုမျိုး၃ညာထိပ်စီ၃နောက်ပိတ်နေသူကအတွဲလိုက်ကြီးကစားနေတာဆိုတော့ကျွန်တော်အဲ့ဒါလေးကိုသဘောကျလို့เนาะအဲ့သူကနှစ်ဥမာတွေက၃ညာ၃နေ၃ညာ၃ဇက်လန်းနေပါလာတာ ရှေ့တူရှေ့ဘူးရိုက်ပြီးအပိတ်တူအပိတ် ရိုက်ပြီးတသိတောင်သုံးလုံး30 30နဲ့ချက်ရိုက်တယ်သူ့အောက်မှာနှစ်နောက်ပိတ်တယ်သူ့ရဲ့အောက်မှာဘရိတ်ခွန်လို့ရိုက်တယ်ရိုက်တော့၄3ည3ပဲရိုက်တယ်နော်ချက်အတိုင်းပဲ3ညထိုင်3အပိတ်ရေးဘေးမှာပဲရိုက်တယ်ကဲအခုအဲ့ဒီလိုမျိုးပဲတပုံစံနဲ့ဖြစ်တယ်ရှေ့ဘူးရိုက်ပြီးအပိတ်တူအပိတ်လို့ရိုက်ပြီးတသိသုံးလုံး6လို့ရိုက်တာနဲ့နောက်ပိတ်3လုံး6လို့ပဲရိုက်တယ်သူ့အောက်မှာနှစ်နောက်ပိတ်တယ်နှစ်အပိတ်ရဲ့အောက်မှာနှစ်ပါပါဘရိတ်ခွန်အဲ့ဒီဘရိတ်ခွန်ကို800အတိုင်းပဲ3ည4 3အာ ထွက်မလာเนาะအာထွက်မယ်ဆိုရင်အာထိုးနိုင်ရင်တော့အကောင်ဆုံးဒါကျွန်တော်ကနေရာထိုင်တည်ပေးလိုက်တာတုံညာ၄၃တို့ကျွန်တော်အဲ့လိုတည်ပေးလိုက်တယ်เนาะကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ရန်တဲ့နေခန္ဓာကတုံညာ၅၃တုံညာ၂၃တုံညာ၆၃ဒါတွေပဲရန်တဲ့နေเนาะဒီ၃ခွက်ပဲရန်တဲ့နေကျန်တာတော့ကျွန်တော်လည်းမကြိုက်ဘူးပေါ့ဗျာเนาะအဲကိုယ့်ကကိုယ်သဘောချစ်စော်ထလိုက် ့သဘောရှိစော်ထက်လိုက်တဲ့အဲ့ဒါလေးကျွန်တော်လာပြောတာနော်အဲ့ဒါလေးကျွန်တော်လာပြောတာတဲ့ကျွန်တော်ကအစောကမပြဘူးလို့နေတာဗျာမပြဘူးလို့နေတယ်ဆိုတော့ပြန်ကြမဟုတ်လို့မပြဘူးလို့နေတာစိုက်ကစိုက်ကထိုင်ဆွဲနေဆွဲနေနေကဒီကောင်ကတော့တခုခုတော့လှုပ်တော့မယ်လှုပ်တော့မယ်တခုခုလှုပ်တော့မယ်ထင်လို့ထပြတော့ကျွန်တော်မိတ်ဆွေတွေကိုပြန်ကြစိုက်လေးတစ်စိုက်ကျွန်တော်ပြပေးမယ်နော် ဒါကျွန်တော်တို့ကစားခဲ့ပူပါတယ်66000ထောင်နေသူကနေနှစ်နှစ်ကျော်မှာเนาะ66000ထောင်နေကိုခါနှစ်နှစ်ကျော်မှာကျွန်တော်တို့အပူလို့ကျွန်တော်တို့ခေါ်ခဲ့တယ်เนาะအဲသူ့ရဲ့ရှေ့နှစ်မှာလေညသူ့ရဲ့ရှေ့နှစ်မှာလာအဲ66000ထောင်ပြီးရတယ်သူ့ရဲ့နောက်နှစ်မှာသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ကိုထိတ်နှလုံးထောင်နေထောင်နေကိုထိတ်စည်းကဏ္ဍ၃ခုခုပြန်ကြကြမယ်เนาะပြန်ကြကြတယ်ဘယ်နှကြတော့မသိဘူးကြတော့ကြတယ်ဟုတ်ဒီမှာเนาะ၃ခုခုပြန်ကြကြတယ် ကြပြီးတာနဲ့သူ့ရဲ့နောက် ကျွန်တော်တို့ဒီနေရာမှာတစ်ချက်ကစားခဲ့တယ်။ဒီ6 6ထောင်နဲ့ကိုခါရဲ့နနေ့ကြောင့်မှာအပူခွာရိုက်မယ်လို့ကျွန်တော်တို့ပြောခဲ့တယ်နော်။ပြောပြီးတော့နောက်တစ်ချက်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့6ခါရဲ့အောက်က936ဒီ10နှစ်2 4 6 8 10နှစ်မြောက်သူသွားပေါက်တယ်936 6ခါရဲ့အောက်ကခဏပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့450ဆိုတာအဲ့ဒီနှစ်ထဲကပြန်ကြားတဲ့ခဏပဲ เนาะเปลี่ยนจ้าได้ขนาดแต่ส่วนยินดุติยะกัดเราดีมา69 6000เนี่ยตู้เยนอกนี่มา9ไถ่2ลงถองถองเนี่ย9ไถ่เปลี่ยนจ้ะเนาะ9ไถ่ซีดีมา2ลงซ่าถอง9ไถ่ซ่าถั่วตาเนี่ย9ไถ่ก็2ลงถองถองพี่ตาเนี่ยถั่วในกันนั้นเปลี่ยนจ้าจ้ะเนาะเปลี่ยนจ้าจ้ะจ้ะไปตัวတော့เราไอ้นี่มาဒီကိုခါရဲ့နှစ်ပွဲကျော်ကျွန်တော်တို့အပူအခွားလို့ကျွန်တော်တို့ခေါ်ရိုက်ခဲ့တယ်ထွက်တယ်ထွက်ပြီးတော့အဲ့ဒီနှစ်ထဲမှာတို့ဒီ၄တခွန်ဆိုတဲ့ခဏန်းဒီ၆ခါရဲ့အောက်က လေးတခုနှစ်၄၆၈၁နှစ်မြောက်ကိုသွားပေါက်ပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခဏကြီးပြန်ကြခဏမယ်နော်အဲ့တော့အခုဒီမှာ၆၉၆လို့ထောင်းတယ်သူ့ရဲ့နောက်နှစ်မှာကိုထိတ်စားကြရင်ကိုထိတ်နှလုံးထောင်းမယ်ထောင်းပြီးတာနဲ့အဲ့ဒီကိုထိတ်ခဏပြန်ကြကြမယ်ကြတယ်ဒီကိုခါရဲ့နှစ်ပွဲကြုံမှာကျွန်တော်တို့အပူခွားလို့ခေါ်တယ်ထွက်တယ်နော်အပူခွားလို့ကျွန်တော်တို့ခေါ်ခဲ့တယ်ထွက်တယ်ထွက်ပြီဆိုတော့အဲ့ဒီနှစ်ထဲမှာအခုကျွန်တော်တို့၃၉နှစ်ဆိုတဲ့ခဏန်းတည် ခြေ၁၀နှစ်မြောက်ပါနေ့၄၆၈၁၀နှစ်မြောက်က၆ခါရဲ့အောက်ကကဏ္ဍလာထွက်ခဲ့လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍသည်ပြန်ကြเนาะပြန်ကြအဲ့ဒီထဲမှာကဏ္ဍကပါတယ်ကျွန်တော်မပြောတော့ဘူးကျွန်တော်အခုရေးထားတဲ့၃ခွန်ခွန်တော့မဟုတ်ဘူးဗျာเนาะ၃ခွန်တော့မဟုတ်ဘူးတခြားကဏ္ဍတစ်ခွက်ဖြစ်လိမ့်မယ်เนาะအဲ့ကဏ္ဍတော့ကျွန်တော်မပြောဘူးကိုယ့်အကူချာကြည့်အဲ့လောက်ပဲကျွန်တော်ပြောเนาะ၆၆အထောင်ရဲ့နှစ်နှစ်ကျော်မှာ စိန်နှစ်မြောက်ကကဏန်း၆ခါအောက်ကကဏန်းလာပေါ့သူ့အောက်မှာပြန်ကြအဲ့ဒီကဏန်းကထိုးမယ်ဆိုရင်နှစ်ကွက်သေးထိုးရမှာเนาะနှစ်ကွက်သေးပဲထိုးရမယ်ဒါပေမဲ့မပြောတော့ဘူးဗျာเนาะကျွန်တော်အခုဒီဆွဲထားတဲ့ site အတိုင်းကတော့ခွန်ခွန်သုံးဒါပေမဲ့ခွန်ခွန်သုံးတော့မဟုတ်ဘူးဗျာเนาะပြန်ကြကိုပဲပြောချင်တာ site ကပြန်ကြကိုပဲပြောတာကဏန်းတော့ကျွန်တော်ထည့်မပြောတော့ဘူးကိုယ့်အကိုကြိုက်တာကရွေးထိုးဥနိုင်လို့ဆိုသိတယ်ဥနိုင်လို့ဆိုသိတယ်ဟာဒီကောင်ဘာပြောနေရဆိုတာသူသိတယ် ်ပြောဦးကျန်တော့ပြောဦးကျန်တော့อืมနောက်တစ်ချက်ဒီ site လေးကျွန်တော်ပြန်ရ site ပြောပေးမယ်เนาะနေရာမှာတဲ့ตัวเนี้ยตัวเนี้ย9เนี่ย119 119ရှိတယ်119อ่ะมวยกระนั้นကိုရှိတယ် ီဘွဲမှာတစ်ထိတ်ဆိုင်လည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာလေးတစ်တစ်နော်ဒါခုနကကျွန်တော်ပြောပါတယ်လေးတစ်တစ်တနေ့ကျော်လိုက်ပေါက်လေးတစ်တစ်နောက်နှစ်ပေါက်သူ့ဘေးရင်ဆိုင်ကျွန်တော်အခုအဲ့လိုမျိုးဒီမှာ930နောက်နှစ်ကိုလိုက်ပေါက်သူ့ဘေး930ထွက်သွားမှလည်းကြောက်နေရသေးတယ်အဲ့ဒါလေးလည်းကျွန်တော်ဟောနေဖြစ်အခုဒီ line ကကျွန်တော်ဘယ်နှစ်ရှားလဲ2 4 6 9နှစ်ရှားစီးတင်ပါ 9နှစ်ရှားလာဟုတ်တယ်နှစ်4 6 9နှစ်ရှားတဲ့မှာเนาะတို့ဒီဗရိတ်6အဲ့ဒီဗရိတ်6ကိုသူကဒီဇောင်း3လုံး6လို့သူထည့်တက်စီနှလုံးကတော့ခွန်เนาะတခါဒီမှာဗရိတ်ခွန်အဲ့ဒီဗရိတ်ခွန်ကိုဒီဇောင်း3လုံးကခွန်လို့ရိုက်တယ်เนาะထက်စီနှလုံးကိုသူက6လို့ထည့်ခုနက3 4 3 3เนาะ3 4 3 3ပြီးတော့အခုကျွန်တော်တို့ဒီမှာ2 3 ူပရဗရဲရှစ်ကိုဒီမှာဇောင်းရှစ်လို့ပြရတယ်เนาะဇောင်းချစ်ရိုက်သွားတယ်အဲ့ဒီဗရဲကို6ကိုဇောင်း6လို့ရိုက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာအဲ့ဒီဇောင်း6လို့ရိုက်လိုက်တာ ਨੇ တရဲ့နက်ခတ်ထိတ်စီးရဲ့နက်ခတ်ဒီခါလို့ဝင်နောက်ပိတ်နှလုံးကို6လို့ထည့်နော်နောက်ပိတ်နှလုံးကို6လို့ထည့်ပြီးသူ့အောက်မှာပြန်ကြားကြတယ်ပေါ့ဗျာเนาะ တစ်ခါဒီမှာဒီဗရိတ်ခွန်ဇောင်းသုံးလုံးကခွန်လို့ရတဲ့အနေနဲ့၅နှစ်ခတ်သူက၃ခါနဲ့၅ထည့်ရနှစ်ခတ်၃ခါကိုနောက်ပိတ်နှလုံး၅လို့ထည့်တယ်သူရဲ့အောက်မှာပြန်ကြเนาะဒီကနေ့ပြန်ကြအခုကျွန်တော်တို့ဒီမှာဒီဗရိတ်ရှစ်ဇောင်းသုံးလုံးကရှစ်လို့ရတယ်အဲရှစ်လို့ရတဲ့အနေနဲ့အဲ၃ရဲ့နှစ်ခတ်၅ထည့်စီးကိုနောက်ပိတ်နှလုံးက၄လို့သူရတယ်သူရဲ့အောက်မှာပြန်ကြเนาะပိတ်နှလုံး၄ရဲ့အောက်ပြန်ကြအပိတ်နှလုံး၅ရဲ့အောက်ပြန်ကြအပိတ်နှလုံး၆ရဲ့အောက်ကိုပြန်ကြကြတယ် တလေးဆောင်3ည4ရဲ့ဆောင်64လို့ရိုက်ထားတဲ့ဆောင်မှာပြန်ကြကန်းကြเนาะအဲ့တကခါတော်3လုံးက3เนาะသူ့ဆောင်မှာပြန်ကြခါတော်3လုံးက3သူ့ဆောင်မှာပြန်ကြဒီမှာခါတော်3လုံးက3လို့ရိုက်တယ်သူ့ရဲ့ဒီဆောင်မှာပြန်ကြเนาะကြကျင်တဲ့ကန်းကြလိမ့်မယ်ပြန်ကြ